အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးမယ်အကြောင်းအရာတွေကတော့ Starlink Satellite Internet ဟာဘာကြောင့်တခြား Internet Line တွေ Satellite တွေထက်သုံးများလာရတာလဲဆိုတဲ့အကြောင်းရင်းလေးကိုပြောပြပေးသွားမှာဖြစ်တယ်နံပါတ်1အချက် Starlink satellite တွေကကမ္ဘာမြေပြင်အပေါ်မိုင်ပေါင်း300ကျော်မှာတည်ရှိတဲ့ low earth orbit မှာဒီလိုအချက်လက်တွေပေးဖို့ယူနှုန်း transparency ကကျတော့40 millisecond လောက်ပဲရှိတယ်။အဲဒီအတွက်ကြောင့်မလို့ပုံမှန် internet application တွေကိုကျွန်တော်ခေါင်းပေါင်းပုံပုံအသုံးပြုနိုင်တယ်။ကျွန်တော်တခြားကျွန်တော်လက်ရှိသုံးနေတဲ့ application တွေလက်ရှိသုံးနေတဲ့ဒီ internet line တွေလို့ပဲကျွန်တော်ပုံမှန်အတိုင်းပဲအသုံးပြုနိုင်တယ်ပေါ့။ gain တွေဆောမလား streaming တွေသုံးမလားဒီ edition တွေလုံးမလားအကုန်လုံး ုံးပြူနိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါနဲ့အင်တာနက်ကိုလူတိုင်းနေပြီးတော့အသုံးပြုကြတဲ့တည်းကအရေးကြီးဆုံးအချက်ချက်ဖြစ်နံပါတ်1အချက် Starland Internet ကဆိုလို့ရှင်ကျွန်တော်ဒီ fiber တွေ sin internet line တွေလိုပဲကျွန်တော်အချက်အလက်များသော high speed bandwidth နဲ့တည်ယူနိုင်တယ်။အဲဒီအတွက်ကြောင့်မလို့ဒီတကူရေသုံးနေအပြင်လုပ်ငန်းသုံးနေရနေပြီးအဆင်ပြေပြေအသုံးပြုနိုင်ပါတော့။ဥပမာဆိုရှင် तू ကဒီ transparent ရနည်းတယ်ဆိုပေမဲ့လည်း high speed bandwidth ကို support မလုပ်နိုင်ဘူးဆိုလို့ရင်လူတွေအများကြီးတပြိုင်တည်းအသုံးပြုလို့ရမှာမဟုတ်ပါဘူးနော်။ဒါပေမဲ့ဒီ Starland Internet ကကျွန်တော် personal သုံးဆိုလို့ရှင်အနည်းဆုံးသူ့ရဲ့ bandwidth က40 megabit per second နေပြီးတော့စပြီးတော့တို့ များဆုံး200မီကပစ်ပါစကန်ကြီးရှိတယ်။လုပ်ငန်းသုံးဆိုလို့ရှင် လုပ်ငန်းနေရာနေပြီးတော့ကိုလိုချင်တဲ့ဘန်ဝက်ကို Starling နဲ့ကျွန်တော်တို့ထိဆက်ပြီးတော့ contract တွေလုပ်ပြီးတော့ကျွန်တော်အသုံးပြုနိုင်ပါတော့။နံပါတ်3ချက်ကတော့ကျွန်တော်ဒီ Starling internet ကဆိုလို့ရှင် Space Company ကနေပြီးတော့ထုတ်ထားတာဖြစ်ပြီးတော့ Starling satellite ပေါင်း လုံးပေါင်း၈၀၀၀ကျော်ကပ္ပောက်ပတ်ပြီးတော့ကွန်ရက်တပွဲလွတ်တင်ထားရပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဂျိုဘာကြီးရဲ့ဘယ်နေရာမစိုးရနေပြီးတော့ဒီ Starlink Internet ကိုအသုံးပြုနိုင်တဲ့အတွက်ကြောင့်မလို့ cable line တွေ fiber line တွေဆွဲရတဲ့ဒုက္ခနေပြီးတော့ခင်းဝေးသွားရပေါ့နော်အရင်ကဆိုလို့ချင်းပုံမှန် satellite တွေဆိုလို့ချင်းကမ္ဘာမြေပြင်ကနေပြီးတော့မိုင်ပေါင်း တောင်းကြမှာဒီရကြောင့်မလို့ဒီတလိုက်ရဲ့ bandwidth ကဆိုလို့ရှိရင် limitation တွေအများများရတယ်ပြီးလို့ရှိရင်ဆိုတာ transparent ကဆိုရှင်အများများရတယ်အဲအဲ့ဒီအတွက်ကြောင့်မလို့ fiber line တွေကိုကျွန်တော်တို့ပတ်စံတွေအမြောက်အများပေးပြီးတော့မရရအောင်ကျွန်တော်ဆွဲပြီးတော့သုံးရတယ်ပေါ့နော်ကျွန်တော်အခုခေတ်ကြီးမှာတော့အဲ့ဒီကိစ္စတွေကိုခေါင်းချုပ်ခံပြီးတော့စဉ်းစားနေကြမလို့တော့ဘူးဒါလေး internet band လေးကိုကျွန်တော်ဝယ်ပြီးတော့တက်ဆင်လိုက်တာ ਨੇ လူကြီးမင်းတို့ရဲ့အနေနဲ့ပုံမှန် internet အနိုင်မဲ့ သုံးပြုနိုင်မှာဖြစ်တယ်ပေါ့နော်အဲကြောင့်အထူးသဖြင့်တော့ fiber line တွေရောက်ရှိဖို့အတွက်ခက်ခဲတဲ့ remote area တွေမှာဆိုလို့ရှိရင် starlink internet လုံးဝမရှိမဖြစ်သုံးပြုရမယ့်ကျွန်တော် option တစ်ခုပဲ ဖြစ်ပါနံပါတ်၄အချက်အနေနဲ့ Starling Internet ရလို့ရှိရင်ကျွန်တော်အသုံးပြုဖို့အတွက်ဈေးမကြည့်ဘူးဆိုတာကိုပြောချင်ပါတယ်။ကျွန်တော်ပုံမှန် Internet line ဒီလောက်ပဲသူကဈေးရဆိုလို့ရှိရင်အသုံးပြုရတာအဆင်ပြေလောက်တယ်။ဒီဈေးနှုန်းနဲ့ရောင်းချပေးနေတာဖြစ်တယ်ပေါ့နော်။အနည်းဆုံးအနေနဲ့ဒီ Starling ရဲ့အနည်းဆုံး package ကဆိုလို့ရှိရင်လာစင်ကြီးကဒေါ်လာ60ကျတဲ့မှာဖြစ်ပြီးတော့သူ့ရဲ့ Internet speed ကကျတော့ဒီ 30မီကာပစ်ပါစက္ကန့်နေပြီးတော့150မီပါစက္ကန့်အတွင်းရရှိမှာဖြစ်တယ်ပေါ့နော်ဒီ speed ကဆိုလို့ရှင်တော်တော်ကြီးကိုအဆင်ပြေတယ်ပေါ့နော်ကျွန်တော်ပုံမှန် user တယောက်စီအနေနဲ့ဆိုလို့ရှင်တော့မှဒါများကောင်းများနေပြီးအဲ့အတွက်မလို့ဒေါ်လာ60ဆိုရဲလာစင်ကြည့်ရဆိုလို့ရှင်ပုံမှန်ကျွန်တော်အလုပ်ရှိတဲ့လူတယောက်အနေနဲ့အရန်ကို အသုံးပြုရအဆင်ပြေလက်ရှိမြန်မာငွေပေါက်ဈေးနဲ့ဆိုလို့ရှိရင်တော့ဒါ3သိန်းပတ်ချလဲတော့4သိန်းကြားထဲမှာရှိနေမှာပေါ့နော်သူရဲ့ဒီ cost ကကြတော့အဲတခုထပ်ပြီးပြောချင်တာ Starlink Internet line ကိုဝယ်မယ်ဆိုလို့ရှိရင်တော့ဒေါ်လာ300ကျော်နဲ့ဒေါ်လာ300ကျော်လောက်ကနေစာယူပေးရမှာဖြစ်တယ်ပေါ့နော်အဲဒီကြောင့်မလို့ကျွန်တော်ပထမဆုံးစပြီးတော့ဒီ band လေးကိုဝယ်မယ်ဆိုလို့ရှိရင်တော့ one time call อ่ะดอลลาร์300จ่อแทบပြီးတော့ပေးဆောင်ရမယ်ဆိုတာလေးကိုတော့ကျွန်တော်မှတ်ထားဖို့လိုပါတယ် နံပါတ်5အချက်အနေနဲ့ကတော့တားလိုက်အင်တာနက်ဘန်းနေရသလိုရှိရင်အသုံးပြုရတာအတွက်အရန်ကိုလွယ်ကူရိုးရှင်းတယ်ဗောနော်အားအကြောင်းမလို့အသုံးပြုသူတွေအနေနဲ့လည်းကိုယ်ပစံကိုဒီပေါက်လေးကိုဖောက်ပြီးတော့သူတို့ရဲ့ manual အတိုင်းလေးပဲမြဲမြဲဆန်ဆန်ဆင်ပါလို့ရှိရင်ခဏချင်းမှာပဲဒီ starling internet ကိုစပြီးတော့အသုံးပြုနိုင်မှာဖြစ်တယ်။ အရင်တော့မှကျွန်တော်စက်တလိုက်ကြီးရေဆိုလို့ချင်းကျွန်တော်ဘန်ကြီးအကြီးပဲအဲ့ဘန်အကြီးကိုကြားရဲခေါင်းမိုးကိုရီမှာထက်ပြီးတော့တင်းရတယ်ပြီးလို့ချင်းဒီတိုင်ကြီးတွေဒီဘန်ကြီးကိုဆင်းရတဲ့ကြောင့်မို့လူတွေအများကြီးသုံးပြီးတော့လှုပ်ဆောင်ရတယ်အဲ့ပြင်ထက်ပြီးတော့ဒီဘန်တွေကိုရှင်ဖို့အတွက်ကလည်းစက်တလိုက်ကိုနားလေတဲ့အင်ဂျင်နီယာတွေကိုရန်နေပြီးတော့သုံးပြပြီးတော့တဆင်းရမှာဖြစ်တယ်ပေါ့နော်အခု Starlink Internet ကတော့အဲ့လိုမဟုတ်ပါဘူးသူ့မှာ component အနေနဲ့အများကြီးပါဝင်တာမဟုတ်ဘဲနဲ့ဒီ Starlink ဘန်တွေကိုကျွန်တော်တို့ဒီ ီမော်နီတာလေးလိုပဲတက်ဆင်လို့ရပါတယ်ပြီးလို့ရှင်ဒီ star နဲ့ internet ဟာဆိုလို့ရှင် projector နဲ့ဒီ computer နဲ့အသုံးပြုနိုင်လို့ပဲလုပ်ဆောင်နိုင်ပါပြီနံပါတ်6အနေနဲ့ကတော့ starlink satellite ရဲ့အလားအလာပေါ့နော် starlink internet ရဲ့အလားအလာလေးကိုပြောချင်ပါတယ် starlink internet ရဲ့အလားအလာအနေနဲ့ကတော့နံပါတ်1အနေနဲ့ကျွန်တော်ဒီဖုန်းနဲ့ကနေဓာတ်ရိုက်အသုံးပြုနိုင်တဲ့ direct to cell ပေါ့နော် DTC စာပစ်တွေကိုသူကစတင်ပြီးအသုံးပြုနိုင်ပြီလို့အခုကြေညာနေပါတယ်ဒီအနောက်ဥရောပနိုင်ငံတွေဒီ American American န်တို့ဆွစ်ဇာလန်တို့စသဖြင့်ဒီနိုင်ငံတွေမှာဆိုရှင် the right to say စာပေတွေကိုလောက်ဆောင်ပေးနေတယ်အဲလိုကြောင့်မလို့ကျွန်တော် mobile phone အသုံးပြုနေတယ်ကိုယ့်ရဲ့ sim card လေးမှာကိုယ့်ရဲ့ phone ကနေပြီးတော့ data ရိုက်ကျွန်တော် internet တွေအသုံးပြုနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နေရာမရွေးသွားပြီးတော့ကျွန်တော်အသုံးပြုနိုင်မှာဖြစ်တယ်ပေါ့နော်အဲလိုကြောင့်မလို့ time နေမမိမှာ line နေမမိမှာတော်ပြီးတော့စိုးရင်ကြမလို့ပေါ့နော်ဘာကြောင့်လို့ဆိုတော့သူ့ရဲ့ antenna တွေကတကယ်ဟိုကျွန်တော်ကဘာမြေရဲ့အပေါ်မိုင်ပေါင်း300ကျော်မှာဒီရှိရတဲ့ကြောင့်မလို့ line မမိတဲ့ကိစ္စတွေအရဆိုရှင်အရန်ကိုညှော်နေသွားမယ်ပေါ့နော် င်းနဲ့ line ကိစ္စနဲ့ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ disadvantage ကတော့အခုကတော့ကျွန်တော်ဒီ weather ပေါ့နော် weather ဆိုလို့ရှိရင်ကြတော့ phone line တွေပဲဖြစ်ဖြစ်ဒီ satellite line တွေ line မမိမှာတစ်ချက်တော့ ဟိုဆိုရင်ရတယ်ဒါကိုလည်းကျွန်တော် comment တွေအကုန်လုံး like ပြီးတော့ဖတ်ကြည့်တဲ့အချိန်မှာဒီ starlight အသုံးပြုနေရဆိုလို့ချင်း internet line ရဆိုလို့ချင်းပြတ်သွားဖို့အတွက်အရန်ချားတယ်လို့သူကပြောတယ်တကယ်ကိုဝဲတာအရန်ဆိုးတဲ့နေရာတွေမှာမှ starlight internet ဒီမှာ line ရဆိုလို့ချင်းအနေငယ်ခဏတစ်ဖြုတ်ပြတ်ပြီးတော့ချက်ချင်းပြန်ရတယ်လို့သူကပြောထားတယ်ဗော now တံပတ်နေ့ရက်နေရတော့ indie internet line speed ပေါ့เนาะ bandwidth ကဆိုလို့ရှိရင်အခု bandwidth ကကျွန်တော်တို့200 megabit per second လောက်ပဲရှိတယ်ဒါပေမဲ့လည်းကျွန်တော်တို့အခုထပ်ပြီးတော့သူက charging internet ကနေပြီးတော့သူတို့ရဲ့ဒီ high technology beam အကြီးကိုထပ်ပြီးတော့တက်စင်ထားတယ်အဲ့ဒီ beam ကြီးကနေပြီးတော့ကျွန်တော်ရရှိလို့ရှိရင်ကျွန်တော်အများဆုံးအမြင့်ဆုံးနဲ့2 gigabit per second လောက်အထိကိုကျွန်တော် individual ပေးနိုင်မယ်လို့သူကပြောထားတယ်ပေါ့เนาะဒီဟာကတော့ကျွန်တော်ပုံမှန် user တွေအသုံးပြုတဲ့ internet speed ရဲ့25ဆပ်ထပ်ပြီးတော့တုံးမြင့်ပြီးမှာဖြစ် ြစ်တဲ့ကြောင့်တော့အကျန်းကိုပြည့်စုံတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီ2ဂီဂါပေးပါ second ဆိုတာကျတော့တကယ်နိုင်ငံကြီးချင်းမှာရှိတဲ့ fiber အသုံးပြုတွေမှာဒါရရှိနိုင်တဲ့ bandwidth ဖြစ်တယ်ပေါ့နော်။အဲ့လို bandwidth မျိုးကဒါနဲ့ကနေပြီးတော့နေရာတိုင်းမှာဒါပေးနိုင်ခဲ့ပြီဆိုလို့ရှိရင်တော့ဂျင်းတီရဲ့လူတန်းစတာနဲ့ internet ကိုပဲအသုံးပြုဖို့အတွက်ရည်စူးကြတော့မှာဆိုတော့ပြောစရာမလိုဘူးပေါ့နော်။ နံပါတ်3ချက်ကတော့ရှိရကျွန်တော်ပြောသွားရဲ direct to cell service ကိုကျွန်တော်ဒီသူ့ antenna တွေပေါ့နော်ဒီ 4G GSM antenna တွေကိုအခုလို satellite တွေမှာကျွန်တော်တက်ဆင်နေပြီပေါ့နော်ဒါပေမဲ့ဒီ satellite တွေမှာတက်ဆင်နေတဲ့ဟာမှာကျွန်တော်သူ့အနေနဲ့သူ့ရဲ့ antenna တွေတုံးတော့မဟုတ်သူက local ISP တွေရဲ့ antenna တွေကိုကျွန်တော်အသုံးပြုပြီးတော့တက်ဆင်နေတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး antenna တွေကိုကျွန်တော်အသုံးပြုပြီးတော့တက်ဆင်နေတာဖြစ်တဲ့ကြောင့်မို့တကမ္ဘာလုံးမှာရှိတဲ့ ISP တွေအများကြီးတွေကမှသူ့နဲ့ contract ရုပ်ထားတဲ့ ISP တွေပဲဒီလိုမျိုး service မျိုးလှုပ်ဆောင်ပေးမှာဖြစ်တဲ့ကြောင့် ော်တို့တခြားသော ISP အသေးလေးနေရာကြတော့ဒါအလုံးလက်မဲ့ဖြစ်သွားနိုင်တယ်ပြဿနာတွေရှိနိုင်တယ်ပေါ့နော်။ဘာကြောင့်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ internal မှာတက်ထားတဲ့ satellite မှာတက်ထားတဲ့ syncat ကိုကျွန်တော်တကဘာလုံးယူပြီးတော့သူကအသုံးပြုတဲ့သူကဒီအသုံးပြုနိုင်မှာဖြစ်တယ်။အဲဒီတို့ကြောင့်မလို့ကျွန်တော်တို့တခြားလူတွေအနေနဲ့အခုလိုမျိုးလှုပ်ဆောင်ခြင်းတွေကိုတခြား ISP အနေနဲ့ကဒီ antenna တွေကိုသူတို့ရဲ့ local လေးမှာပဲအသုံးပြုနိုင်မှာပေါ့။အဲဒီတို့ကြောင့်မလို့ကျွန်တော်တို့နောက်ပိုင်းကြလို့ရှင်ဒီ bed to bed မဆိုလို့ syncat တက်ခတ်နေပဲဒီကောတကဘာလုံးပတ်ပြီးတော့သွားလို့ရမယ်အခြေအနေမျိုးရောက်သွားမှာပေါ့နော်။အဲ့ဒါဆိုလို့ရှင်တော့ local ISP ရဲ့အနေနဲ့ဒီ starling နဲ့ချိန်ချခြင်းမရှိဘူးဆိုရှင် 这班兄弟们。 နံပါတ်၄အချက်အနေနဲ့ကတော့ဒီ2029ခုနှစ်ရောက်လို့ရှိရင်ဒါနဲ့ကနေပြီးတော့ဂျိုဒူဆက်တလိုက်ပေါင်း13000ကျော်အထိကိုသူကဒီကမ္ဘာမြေကြီးရဲ့မိုင်ပေါင်း300ကျော်ရှိတယ်လို့ at epic မှာကျွန်တော်အကုန်လုံးလွှင့်တင်ထားမယ်လို့ပြောထားတယ်ပေါ့နော်အဲဒီအတွက်ကြောင့်မလို့ဆက်တလိုက်ဒီအများကြီး13000ကျော်ရောက်သွားတဲ့အချိန်မှာသူ့ရဲ့ကွန်ရက်ကြီးကအပြည့်ဆုံးဖြစ်သွားပြီပေါ့နော်အဲဒီအတွက်ကြောင့်မလို့ topic တွေကိုပို့ပေးနိုင်မယ်ပြောတယ်ပေါ့နော်သူ့အနေနဲ့တခုအားသာချက်ကကျတော့ပုံမှန်ဆက်တလိုက်ရဲ့အခွာအဝေးကမိုင်ပေါင်း 2000ကျော်မှရှိရပေါ့နော်ကျွန်တော်အခု TV ရုပ်မြင်သံကြားရဲ့အတွက်အတန်ဖန်းနေတယ် satellite တွေအတွက်မိုင်ပေါင်း2000ကျော်မှတည်ရှိတယ်။ဘာကြောင့်တို့က2000ကျော်မှထပ်ထားအောင်ဆိုလို့ရှင်ကျွန်တော် TV ရုပ်မြင်သံကြားတွေရဲ့တန်လိုက်လိုင်းတွေကိုတစ်ကဘာလုံးကို satellite နဲ့နဲ့နဲ့လွှမ်းခြုံတာကိုအမြင့်ကြီးမှထားပြီးဂင်းအကြီးကြီးနဲ့ထိုးထားရပေါ့နော်။ဒါပေမဲ့အခု Starlink satellite ကတော့အဲ့လိုမဟုတ်ဘူး။သူက Starlink satellite ကကျွန်တော် satellite တစ်ခုချင်းစီကနေပြီးတော့နေရာအကွက်လေးတစ်ခုချင်းစီကိုပြောမှာ high tech beam ကြီးနဲ့ quality ကောင်းကောင်းဘင်းနဲ့ထိုးထားရပေါ့နော်။နေရာအကန့်အသီး ေးလိုပဲအဲ့ဒီတော့ကြောင့်မလို့ဒီ satellite တွေသူကတော့အများကြီးလိုအပ်တယ်ဒါပေမဲ့လည်းသူက quality အရန်ကောင်းတဲ့စာပေတွေကိုလှုပ်ဆောင်ပေးနေနောက်ဆုံးအနေနဲ့ဒီပဲအကြောင်းပြောရရင်တော့ Elon Musk ဆိုဆိုရှင် Tumaturity အနာဂတ်အတွင်းခေါ်တွေကိုလက်တွေ့လုပ်နိုင်ပြီးတော့တမှုရှားရဲ့သူ့ရဲ့အုံနောက်ကြောင့်ပဲကမ္ဘာကြီးကိုဆက်ပြီးတော့ကြီးစိုးနိုင်အောင်မယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ပါတယ်သူကဆိုရှင်လက်ရှိမှာဆိုရှင်ကမ္ဘာလုံးမှာအချမ်းသာဆုံးလူဖြစ်နေပြီဒါပေမဲ့သူ့ရဲ့ ဲ့လိုမျိုးဒူးဒူးမတူတဲ့အုံနောက်ပေါ့နော်ဒူးဒူးမတူတဲ့စွန့်စားပြီးတော့လှုပ်ဆောင်တဲ့ရလက်အနေနဲ့အခုဆိုလို့ချင်းဒီ Starlink Internet ကြီးဟာဒီတစ်ကမ္ဘာလုံးမှာလူတွေအကုန်လုံးကနေပြီးတော့လိုချင်တဲ့စားပိတ်တွေဖြစ်နေဒါပေမဲ့လည်းသူ့လိုမျိုးတစ်ကမ္ဘာလုံးမှာလှုပ်ဆောင်နိုင်ဖို့အတွက်ကတွဲကူမနေဘူး။အားကြောင့်လို့ဆိုရင် ပတ်စံကုန်ကြမ်းစည်တွေအများကြီးကုန်ကြမယ်ပြီးလို့ရှင်အချိန်တွေအများကြီးကုန်ကြပြီးတော့မှအခုလိုမျိုး result ကိုရရှိအောင်လှုပ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့နော်အားလုံးပဲကျွန်တော်နဲ့တူ like button နောက်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးတောက်ထားပေးစီခြင်းပါတယ်နောက်ပိုင်းလည်းအခုလိုမျိုးဒီပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်မျှဝေပေးမှာဖြစ်ပဲကြောင့်မလို့အားလုံးကျွန်တော်နဲ့တူပဲ like ပါကြည့်ရှုစီခြင်းပါ